မင်္ဂလာပါရှင်အာဏာသိမ်းစစ်ကောင်စီတပ်ကိုတော်လန်တိုက်ခိုက်နေတဲ့မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖြည့်ရေး NMSPAD နဲ့မွန်ပြည်လူမျိုးရေးတပ်မတော် MLA ပေါင်းစည်းပြီးရမညမွန်တပ်တော်အဖြစ်ဖွဲ့စည်းလိုက်တယ်လို့မေလ14ရက်မှာကြေညာချက်ထုတ်ပြန်လာပါတယ် နှစ်ဖွဲ့ပေါင်းစည်းရခြင်းရဲ့အဓိကအကြောင်းရင်းကဘုံရံသူဖြစ်တဲ့ဆင်အနာရှင်စနစ်နဲ့ဆင်အနာရှင်တွေကိုတိုက်ခိုက်သွားဖို့အပြင်ပြည်သူတွေလိုလားနေတဲ့ဒန်းတူခွေးရင်းနဲ့ကိုပိုင်ပြထားခွင့်အပြေအဝါရှိတဲ့မွပြည်ပေါ်ပေါက်လာရေးအတွက်အဖွဲ့နှစ်ဖွဲ့ပေါင်းပြီးစုစုစည်းစည်းတိုက်ပွဲဝင်နိုင်ဖို့ဖြစ်တယ်လို့ပြောရဲစုပွင့်ရှိသူနိုင်ကောင်စကားကပြောပါတယ်။ ခုလိုပေါင်းစည်းလိုက်နိုင်ခြင်းကအားလုံးပါဝင်တဲ့မိုတက်ပေါ်ထွန်းရေးကနအူပေါင်းစည်းခြင်းဖြစ်တယ်လို့လည်း NMSPAD ရဲ့တာဝန်ရှိသူကပြောဆိုထားပါဗျ။ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာတုန်းကလည်းမော်တော်လာရေးတက်တွေအားလုံးပါဝင်တဲ့တခုတည်းသောမော်တက်ပေါ်ထွန်လာရေးကိုအကောင့်ထဲပေါ်ဖို့မော်တော်လာရေးတက်ဖွဲ့လေးဖွဲ့ကပူးပေါင်းထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီလေးဖွဲ့ဟာမော်မြူတာလွတ်မြောက်ရေးတက်ပြီးတော့ MNLA AD မော်ပြီကကွေရေးတက် MSDF မော်ပြီလွတ်မြောက်ရေးတက် MLA နဲ့မော်ပြီတော်လာရေးတက် MSRF တို့ဖြစ်ကြပါတယ်။ ဒီကနေ့မှာတော့အဲ့ဒီမိုတက်လေးခုတည်းက MNSPAD ပါတီရဲ့လက်နက်ကင်တပ်ဖွဲ့ဖြစ်တဲ့မိုအမျိုးသားလူမျိုးရေးတပ်မတော် MNLAD နဲ့မိုပြည်လူမျိုးရေးတပ်တွေကရမညမိုတက်တော် RMA ဖြစ်ပေါင်းစည်းလိုက်တာပါစနေမူပြည်တော်လေးတက် MSRF နဲ့မူပြည်ကောက်ွေးတက် MSDF တို့ကတော့မူပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့နိုင်ငံရေးဥဆောင်မှုအောက်မှာရှိနေပါတယ် ဒါကြောင့်နိုင်ငံရေးဥဆောင်မိုတော်လိုင်းရဲ့အဖွဲနှစ်ဖွဲဖြစ်တဲ့ NMSPAD နဲ့ MSRF တို့ကအလုံးစုံပေါင်းစည်းမိသွားမယ်ဆိုရင်တော့တခုတည်းသောမိုတော်လိုင်းရဲ့တက်တော်ပေါ်ထွန်းရေးအတွက်အဖြေဖြစ်လာနိုင်တယ်လို့နိုင်ငံရေးလေ့လာသူတွေကသုံးသပ်ကြပါတယ်။ MLA ဟာတောင်းတတမှာ TNLC ကစစ်ပညာတင်ကြားခဲ့ပြီး2024ခုနှစ်နစ်ဆန်ပိုင်းမှာမိုပြည်နယ်နဲ့ကင်းပြည်နယ်ဆက်ဒေသတွေမှာစီရေလှုပ်ရှားနေပါတယ်။ NMSPAD ကတော့စစ်အာဏာရှင်တွေကိုတိုက်ခိုက်သွားဖို့ပြီးခဲ့တဲ့နှစ် February 14မှာမိုးပြစ်တဲ့ပါတီဘိုးကနေခွဲထွက်ပြီးကြိုင်းစိတ်ကြီးကြိုက်မရောမှုတုံမော်လမြိုင်တန်ဖြူစီရဲ့ရေစားတဲ့ဒေသ၄ခုခွဲကစီးရီလှုပ်ရှားနေပါတယ်ကိုပိုင်ပြတ်ထန်းခွင့်အပြည့်ဝရှိတဲ့မူပြည်ပေါ်ထွန်းလာရင်းနဲ့စစ်အာဏာရှင်စနစ်အပြည့်တိုင်ခြုံငြိရေးအတွက်မူပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖြတ်ရေး NMSPAD ရာမညမွတ်တက်တော် RMA အနေနဲ့ အဖိနှိတ်ခံတိုင်းသားတော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းတွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့လည်းသိရပါရရှင်